အားလုံးမင်္ဂလာပါလာမယ့်စူပါဆန်နေရှင်းရနေပါဂျော်ရှွာမန်ကဘရာဇီးနိုင်ငံသားဘရူနိုဆေးဝါးနဲ့ဒုတက်ရမှာပါအိုက်ပွဲအတွက်ဂျော်ရှွာမန်ကမြန်မာနိုင်ငံသားတွေကိုကြီးရှုအားပေးကြဖို့လဲတောင်းဆိုထားပါတယ်ကာနေပလတ်မှာလည်းကြီးရှုနိုင်ပါတယ်လို့ပြောထားပါသေးတယ်ဒီဘက်ကပွဲကောင်းတစ်ပွဲဖြစ်လာမှာပါနှစ်ယောက်ထဲကတယောက်ကဘောနက်ရနိုင်ပါတယ်ဘရူနိုကရှေ့ကနိုင်ထားတဲ့ပွဲတွေမှာဘောနက်တွေရရှိထားပါတယ် လူနိုင်တဲ့ပွဲတွေကလည်းအလဲထိုးပွဲတွေများပါတယ်။လက်တိပါဝါရှိတယ်လို့ပြောလို့ရပါတယ်။နောက်တစ်ချက်မြင်မိတာကဒူမော့ကူမော့ဒုံးမဲ့ဖိုင်တာမျိုးလို့ပြောလို့ရပါတယ်။ဒါကြောင့်မို့ဘွန်နက်တွေရတာပါ။ဂျော်ရှီယိုဘန်ကလည်းအဲ့လိုရှင်လို့တဲ့ဖိုင်တာမျိုးနဲ့တွေ့ကျင်တယ်လို့ပြောဆိုထားပါတယ်။ရှေ့ကဒူထိုးမှုတဲ့ဖိုင်တာတွေကဝေလုံးတဲ့ဖိုင်တာတွေနဲ့ရှောင်ပြေးတဲ့ဖိုင်တာတွေကများပါတယ်။ဒါကြောင့်သူအလဲထိုးနဲ့နိုင်ဝဲတိတ်မရပဲ။ decision နဲ့အနိုင်ရတာပါလို့ပြောဆိုထားပါတယ်။ ဒါပေမဲ့ကျွန်တော်ကတော့အဲ့လို decision fighter တွေကိုပိုတဘောကြမိပါတယ်။ချိန်ပြီးထိုးတဲ့ fighter တွေကတက်လုံကောင်းတယ်။မောင်ကောင်းတယ်။ပြောရရင် MMA ဝမ်းစာပြည့်တယ်လို့ဆိုရပါပါ။ဒါကသာမဆိုတက်လုံကတအားအရေးကြီးပါတယ်။ Striker ဘန်ကိုစင်ကြီးရရင် Joshua Ban ကတာပါတယ်။ဘာလို့လဲဆိုတော့ Joshua Ban ဆော့ရပုံစံကဘောင်စင်ပုံစံမျိုးဆော့တာပါ။တိကျပါပါရှိတယ်။လက်တိမများများထိုးနိုင်တယ်။ နောက်ပြီးအရှောင်းရင်းတွေလည်းကောင်းပါတယ်။ striker တဲ့လားရှင် Joshua Van တကြပေါ့နိုင်ပါပါ။ Bro Silva ရဲ့အဝင်ရဲပုံနဲ့ဆိုဒီဘက်က Joshua Van တို့အလဲထိုးနိုင်ဘက်တစ်ဘက်ဖြစ်လာမှာပါ။အဲ့တော့သူလက်တိပါဝါဘိုင်းကိုလည်းတခြားလေ့ကျင့်ပြင်ဆင်နေပါတယ်။ Ground wise ဆိုရင်တော့ Bruno ကနည်းနည်းတာပါတယ်။ဒါပေမဲ့ Joshua Van ကိုလေးစားတဲ့တစ်ချက်ကတစ်ဖက် fighter က Ground wise ဝင်ရင်လင်းလင်းမြန်မြန်တစ်ဖက်လုပ်ပြီးစောင်းထားတာကိုတွေ့ရတယ်။ မလွဲတာလို့မရပါလားရှင်လုံးတာပါဒီချက်ကသူ့ရဲ့ဖိုက်အိုင်ကျူမြင့်မမှုကိုဖော်ပြနေပါတယ်ဟုတ်ကဲ့ဒီဘက်ကိုအနည်းချုပ်သုံးသပ်ကြည့်ရင်ဂျော်ရှူအာဘန်ကဘူနိုဆေးဘာတက်အများကြီးတာပါတယ်ဒီဘက်ကိုလာမယ့်တနင်္ဂနွေနေ့မနက်ပိုင်း၈နာရီဝန်းကျင်လောက်မှာလာလောက်ပါတယ်ကန်နဘလက်ရုပ်တက်လိုက်မှာကြည့်ရှုနိုင်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်